ရနေမပါလဲသူ့လို့သူ့လို့သွားတဲ့ပေါ်တူဂီက2016ကမ္ဘာပလာရဲ့ချန်ပီယံဝက်ဖဲတစ်ချက်ပဲပေါ်တူဂီကတော့သူ့လို့သူ့လို့ပြသွားပါရင်တကယ်တော့သူတို့ကအခုလိုမျိုးကိုပြနိုင်ပွဲကိုရနေအတွက်ဆော့သွားခဲ့တာပါဒါပေမဲ့လူတွေကတော့ရနေမပါမှပေါ်တူဂီကပိုကောင်းလာတယ်ဆိုပြီးပြောနေကြပါရင်တလဲတွေ့ရသလိုလူရဆွဲပြောတတ်ကြတာပါဒါနဲ့ပေါ်တူဂီကိုဒီနေ့ဒီလိုမျိုးကမ္ဘာအဆင့်ဖြစ်လာအောင်ထန်းတင်ပေးခဲ့တဲ့ရနေရဲ့ဘေးစက်မှုတွေကိုသူတို့ကမမြင်ကြပါဘူးဒါပါပဲရနေဆိုရင်ကိုလောကကြီးအရောလူတွေကရောပတ်လိုက်လုံတာပါ ရော်ရဲခမရတော်တော်ကိုကြိုးစားခဲလို့သာခုလိုမျိုးထုလီမာလီငဖဲလိုလူသားအဖြစ်နဲ့ထိတ်ဆုံးမှာယက်တီနိုင်နေတာပါရော်ရဲနဲ့ပတ်သက်ဆက်နေမှုရှိနေတဲ့ຢာတိုင်းအတွက်ရော်ရဲရဲ့ခန်းကဏ္ဍကအတော်လေးကိုတည့်ရမှုကြီးမားပါလိဒီတော့လိုရင်းကိုပြောရမယ်ဆိုရင်ပေါ်တူဂီနောက်ခံခြေစစ်ပွဲမှာအာမနီးယားကိုဂိုးဂိုးထိထဲသွားတာကအနီကန်းနဲ့ပွဲပယ်ခံထားရတဲ့ရော်ရဲအတွက်ဆိုရင်အမှန်ဆုံးဖြစ်ပါလိမ့်မယ်နောက်ပြီးတော့ပေါ်တူဂီကအခုခြေစွမ်းနေဆိုရင်ကမ္ဘာပလားမှာအတင်းတိုင်းကြောက်ရတဲ့ဝက်ဖဲတစ်ချက်ဖြစ်လာနိုင်ပါလိမ့် ခံစင်းတဲ့တိုက်စစ်ကိုသာတုံးတက်ဖို့လိုပြီးတော့ဂျန်တဲ့နေရာတွေမှာတော့ပေါ်တူဂီကလုံးဝကို perfect ဖြစ်ပါတယ်အယ်လန်နဲ့ပွဲကိုရှုံးတာကလည်းကစားပုံညမ်းလို့ဘာညာထက်ဒါရဲ့ဆုံးဖြတ်ချက်တွေနဲ့ရော်နီယိုရဲ့တရားမှုကြောင့်ဖြစ်ပါတယ်ဒါမဲ့ရှုံးလဲဘာမှမဖြစ်ဘူးငါတို့ကဒီလိုကောင်းနေကွာဆိုပြီးပေါ်တူဂီကကဘာပလာအုပ်စုပွဲစဉ်မှာတပွဲတည်းပဲဂိုးအများဆုံးဂိုးဂိုးရီသွင်းပြီးတော့အခုလက်ရှိမှာမှတ်တိုင်စိုက်ထူလိုက်ပြီးဖြစ်ပါတယ်နောက်တော့တချို့တွေကလည်းတောင်အမေရိကအသင်းတွေနဲ့ပေါ်တူဂီကိုပေးတွေ့ကြည့်ဆိုပြီးပြောကြပြန်ပါတယ်။ဥပမာမက်ဆီရဲ့အာဂျင်တီးနားနဲ့ပေါ့ မက်ဆီရဲ့အာဂျင်တီးနားနဲ့ပဲတွေ့တွေ့အမ်ဘာပေရဲ့ပြင်သစ်နဲ့ပဲတွေ့တွေ့ပေါ်တူဂီယားလာမယ့်နှစ်ကမ္ဘာဖလားမှာတခုခုလုပ်ပြမယ်ဆိုတာသိကြပါရီမော်ရိုကိုနဲ့ပဲတွေ့တွေ့ပြင်သစ်နဲ့ပဲတွေ့တွေ့ပေါ်တူဂီယားကြောက်ရှာလုံးဝမလို့ပါဘူးရော်နီယိုပါရင်ပိုကောင်းမှဖြစ်ပြီးရော်နီယိုမပါရင်ရော်နီယိုတက်ကစားပေးကြမှာပါဒါကရော်နီယိုတိစောက်ထားခဲ့တဲ့ပေါ်တူဂီပါပဲနောက်ပြီးကိုလက်ရှိပေါ်တူဂီမှာကစားနေကြတဲ့အထဲချာတူလန်နဲ့ကစားမှာတယောက်မှမပါပါဘူးတိုက်စစ်ကြည့်မလား၊ကွင်းလှည့်ကြည့်မလား၊ခန်းစစ်ကြည့်မလား၊နေရာစုံတောင်းရှိနေအောင်လို့ကောင်းပါရီ ဒီလိုမျိုးလူစုံတက်ဆုံနေထားကြမ်းနေတဲ့အတင်းက Fernandez တို့လိုကစားမမျိုးကိုပါပိုင်ဆိုင်ထားရတော့ပေါ်ဂီအတွက်ဆူပလာရီဆိုတာမျောလင်းလို့ရသွားတော့တာပါဒီတော့ဇိုးထင်သေးပြီးတော့ပြောချင်တိုင်းပြောလို့ရအောင်ပေါ်ဂီကကလေးတင်ဟုတ်မနေပါဘူးနေထားတစ်ခုမှအကောင်းဆုံးပြေးပြနေတဲ့ပြိုင်မြင်းတစ်ကောင်ပါပောင်းဝင်ဖို့ပဲလိုတော့တာပါအဲဒါကြောင့်ရော်နယ်ဒိုကိုတိုက်ခတ်ချင်စောနဲ့ပေါ်ဂီကိုပါမြောင်းနဲ့ပို့လိုက်လို့မရပါဘူးနောက်တော့ပြီးခဲ့တဲ့ Nation Cup Final မှာစပိန်ကိုပင်ရီနဲ့ကျုံးခဲ့တာတွေကိုလည်းမေ့ထားလို့မရပါဘူးဖြောက်ဖြဲလို့မရတဲ့တမိုင်းနေဖြစ်ပါတယ်ပြီးတော့ပေါ်ဂီနဲ့ဖလားတွေဆိုတာကန်ဆက်ပါတယ် ယူတက်ဖို့ပဲလိုတာပါဒီတော့2026ကမ္ဘာဖလားရဲ့ချန်ပီယံဟုတ်ဖဲတစ်ချက်ဖြစ်လာနိုင်တဲ့ပေါ်တူဂီကိုတော့ short တွေ့မထားကြပါနဲ့အုံးလို့အတည်ပြုလိုက်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့2022တုန်းက story ကိုတောင်မှရှုံးခဲ့တဲ့ Messi ရဲ့ Argentina လို့လောက်ပြသွားတော့မှဖြင့်ဝေဖန်သူတွေရိတ်နေမျက်ခွတ်ဖြစ်ကုန်ကြမှာဆိုလိုပါ